စီးချိုဝေဒနာရှင်များစားတဲ့အစားအစာစေမျိုးနံပါတ်1ခင်းနှွယ်ရွက်ခင်းနှွယ်ရွက်မှာအမြင့်တက်တဲ့မက်ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်နံပါတ်2စက်သွုံဖြူစက်သွုံဖြူဟာသွေးရင်းတကြားဓာတ်ကိုလျှော့ချပေးနိုင်ပြီးနှလုံးကျန်းမာရေးကိုပါအထောက်အကူပြုပါတယ်နံပါတ်3ကဆုံးကဆုံးမှာအမြင့်တက်တဲ့ဗီတာမင် A ဓာတ်တွေပါဝင်ပြီးသွေးရင်းတကြားဓာတ်ကိုတည်ငြိမ်စေပါတယ်။နံပါတ်၄ ပဲမျိုးမျိုးပဲမျိုးမျိုးမှာပရိုတင်းနဲ့အမြင်ဓာတ်တွေပါဝင်ပြီးသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။နံပါတ်၅ဂျုံချမ်းပေါင်မုန်ဂျုံချမ်းပေါင်မုန်မှာအမြင်ဓာတ်များစွာပါဝင်ပြီးသွေးတွင်းသကြားဓာတ်ကိုတဖြည်းဖြည်းတက်စေကာထိန်းညှိပေးနိုင်ပါတယ်။နံပါတ်၆အခွန်မာသီးများအခွန်မာသီးတွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါဝင်ပြီးသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။နံပါတ်၇ခင်းချင်း ရင်းချင်းမှာပရိုတင်းနဲ့ကယ်ဆီယမ်ဓာတ်တွေပါဝင်ပြီးသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။နံပါတ်၈ပန်းကော်ဖီစိမ်းပန်းကော်ဖီစိမ်းမှာအမြင့်တက်တဲ့ antioxidants တွေပါဝင်ပြီးသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။နံပါတ်၉ငါးကြီးစီငါးကြီးစီမှာ omega 3 fatty acid တွေပါဝင်ပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေကာစီးကျိုယောဂါနဲ့ဆက်ဆက်တဲ့ပြဿနာတွေကိုလျှော့ချပေးနိုင်ပါတယ်။ မတ်၁၀ကြက်ဥကြက်ဥမှာပရိုတင်းတဲ့ကြွယ်ဝစွာပါဝင်ပြီးသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။